relationship အတွက်ပဲဖြစ်ဖြစ်သို့မဟုတ်ကျွန်တော်တို့ပေါ့နော်ဒီ business အတွက်ပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်ကျွန်တော်တို့ဒါနိုင်ငံရေးဆိုလဲနိုင်ငံရေးပေါ့နော် politics ပဲဖြစ်ဖြစ်အဲ့ဒီအရာတွေအားလုံးဒီအတ္တတမပဏိတိကောင်းကောင်းတိဆောက်ခဲ့တဲ့သူတွေဒါလည်းထက်တန်ရောက်တာဆရာလောကမင်္ဂလာပါကျွန်တော်ဒီနေ့စိုင်းသူပြောတဲ့ဆောက်အကြောင်းအစီအစဉ်မှာတော့ ဒါပြီးခဲ့တဲ့လတွေအတွင်းထွက်ရှိထားတဲ့ဗုဒ္ဓနိကြားဘဝနေထိုင်မှုဥပညာဆိုတဲ့အဆောင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆွေးနွေးတော့မှာဖြစ်ပါတယ်။အဲ့အတွက်လည်းစိုက်သူဖြစ်တဲ့ဆရာအဖောင်းကန့်ကျော်ကျွန်တော်ဖိတ်ခေါ်တာပါတယ်။ဆရာမင်္ဂလာပါခင်ဗျာ။မင်္ဂလာပါဆရာဟင်းစော။ဆရာပရမသုံးနေနဲ့ဒီဗုဒ္ဓနိကြားဘဝနေထိုင်မှုဥပညာစာအုပ်ကဒါဆရာရဲ့တတိယမြောက်စာအုပ်ပေါ့နော်။ဒီစာအုပ်ထွက်ရှိတဲ့အတွက်လည်း congratulation ပါဆရာ။ Thank you ပါဆရာ။ကျေးဇူးအများကြီးတက်ပါတယ်။ ုတ်ကဲ့ဟုတ်ကဲ့ပါဆရာအဲ့တော့ကျွန်တော်တို့စာအုပ်အကြောင်းကိုမသွားမီပေါ့နော်ဒီစာအုပ်ရေးပြတဲ့အကြောင်းလေးနဲ့ဆရာဆက်လိုက်ချင်ပါလေဒီစာအုပ်ဘယ်လိုမျိုးရေးပြလဲပေါ့နော်ဆရာဖိတ်ဆက်လေးတစ်ချက်တော့ပြောပြပေးပါဟုတ်ကဲ့ဆရာစာအုပ်ဘယ်လိုရေးပြသွားလဲဆိုတော့လက်ရှိခေတ်ရဲ့ need ပေါ့ဆရာလိုအပ်ချက်ကြောင်းပေါ့နော်ကျွန်တော်စာအုပ်ရေးပြသွားတယ်ဆိုရင်ပို့ပြီးတော့မှတ်ပါတယ်အာနောက်တစ်ခုကကျွန်တော်တို့လက်ရှိပေါ့နော်ဒီ social kit မှာကျွန်တော်တို့ဘဝရဲ့ နေထိုင်မှု way of life ကတော်တော်လိုအပ်လာတယ်ပေါ့နော်အဲ့တော့ဘဝရဲ့ way of life လိုအပ်လာတဲ့အထက်မှာကျွန်တော်ကိုယ်တိုင်ပေါ့နော်အကောင်းဆုံးဘဝနေခြင်းနဲ့အကောင်းဆုံးဘဝတစ်ခုတည်ဆောက်ခြင်းနဲ့အဲ့ဒီလိုမျိုးတည်ဆောက်ဖို့ရာအတွက်ကိုတည်တဲ့သူတွေကိုအားကြတဲ့သူတွေစီကနေနီးနာယူကြည့်တယ်ပြီးတော့စာရီတွေကနေစောက်တီတွေကနေပေါ့နော်လိလာတယ်ဒါပေမဲ့အဲ့ဒီလိုမျိုးလိလာခြင်းနဲ့မှာ ဘဝတစ်ခုကိုအကောင်းဆုံးနေဖို့ဆိုရင်နောက်တွေ့သွားတဲ့အရာတစ်ခုသည်ဗုဒ္ဓနိကြဘဝကိုနေမှသာလင်ပေါ့နော်အကောင်းဆုံးဖြစ်မယ်ဆိုတာကိုကိုယ်တိုင်ယုံကြည်လက်ခံသွားတဲ့အာလက်ခံသွားတဲ့အတွက်ဒါကျွန်တော်ကဒီ support တူတွေကိုကျွန်တော် sharing လုပ်တာပါဟုတ်ကဲ့အဲ့ဒါကြောင့်ဒီကျွန်တော်ရဲ့တတိယမြောက်ဇာတ်ကိုဗုဒ္ဓနိကြဘဝနေထိုင်မှုအမှုပညာဆိုပြီးတော့ကျွန်တော်ခေါင်းစဉ်နဲ့ဒါရေးဖြစ်သွားတယ်ပေါ့ဆရာ အရှင်းပြပြီးတော့ကျေးဇူးများတင်ပါတယ်ဟုတ်ဆရာဟိုအဲ့တော့ကျွန်တော်ဆက်ပြီးတော့မေးချင်တာကဒီစာအုပ်မှာအဓိကလည်း highlight လုပ်ထားတဲ့အကြောင်းအရာတစ်ခုပေါ့နော်ဟိုဗုဒ္ဓဘာသာကျွန်တော်တို့ဒီယုံကြည်သက်ဝင်မှုသက်သက်မဟုတ်ဘူးဒီဘဝနေထိုင်မှုအမှုပညာဆိုပြီးတော့ဒါဆရာ highlight လုပ်ထားတာရှိတော့ဟိုဒါကကျွန်တော်တို့ဒီဘယ်လိုမျိုးဆိုလိုချင်တာလဲဒီဗုဒ္ဓဘာသာကဘာကြောင့်ဘဝနေထိုင်မှုအမှုပညာဖြစ်တယ်လို့ဆရာပြောချင်တာလဲဆရာဟုတ်ကဲ့ဆရာအာကျွန်တော်တို့ကဒီကျွန်တော်တို့လက်ရှိ ကဘာမှာပေါ့နော်အာ religion လို့ပြောလိုက်တာ ਨੇ ကျွန်တော်တို့ကဒါကိုယ့်ွယ်ယုံကြည်မှုတစ်ခုလို့ဟိုမြင်ကြတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီဗုဒ္ဓဘာသာကိုဒါလေးလာကြည့်တဲ့အချိန်မှာကျွန်တော်တို့ဗုဒ္ဓဘာသာကိုပေါ့နော်ဒါဗုဒ္ဓဇင်းလို့ပြောပေမဲ့တကယ်ဗုဒ္ဓဘာသာကိုထက်ထဲဝင်ဝင်လေးလာကြည့်လိုက်တဲ့အချိန်မှာဗုဒ္ဓဘာသာသည် religion မဟုတ်ပါဘူးကိုးကွယ်ယုံကြည်မှုမဟုတ်ပါဘူးဗုဒ္ဓဘာသာသည် ဒီဘဝရဲ့ way of life ပေါ့နော်အဲ့တော့ how to live နဲ့ how to die ဒီနှစ်ခုကိုပဲဗုဒ္ဓကသင်ပေးသွားတာဆိုတော့ကျွန်တော်တို့ကပေါ့နော်အာ how to live ဆိုတာဘဝကိုဘယ်လိုနေမလဲဘဝကိုဘယ်လိုနေမလဲကိုရှင်သန်နေတဲ့အချိန်မှာအဲ့ဒီဘဝကိုဘယ်လိုနေမလဲဆိုတာကိုကိုကသိသွားတယ်ဆိုရင်ဗုဒ္ဓရဲ့ နိတ္တပေါ့နော်ကိုကဘဝရဲ့နေထိုင်မှုကိုတိတော့တိလာတယ်ဆိုလို့ရှိရင်နောက်တစ်ခုကအာ how to die ကျွန်တော်တို့ကိုဘဝကိုနောက်ဆုံးအချိန်မှာဘယ်လိုမျိုးဟိုပေါ့နော်အာဘဝတစ်ခုအဆုံးသတ်မလဲအဲ့တော့ကျွန်တော်တို့ဘဝမှာအရေးကြီးတာဒါပဲလीဆိုတော့ how to live ကကျွန်တော်တို့ဒါဘဝနေနည်းပေါ့နော်ဘဝနေနည်းကကျွန်တော်တို့လူတွေမှာကရည်မှန်းချက်တွေအမျိုးမျိုးရှိတဲ့အထဲမှာ ဒါပေမဲ့အဲ့ဒီရီမန်းချက်အားလုံးနည်းကိုချုပ်လိုက်လို့ရှိရင်နံပါတ်1ကကျွန်တော်တို့ချမ်းချမ်းသာသာနေခြင်း ਨੇ အဲ့ဒီဒီဥစ္စာပစ္စည်းဆိုရင်လည်းကျွန်တော်တို့ချမ်းသာခြင်း ਨੇ နောက်တစ်ခုကဥစ္စာပစ္စည်းချမ်းသာခြင်း ਨੇ သူနာမည်ကြီးခြင်း ਨੇ ကျွန်တော်တို့အားလုံးပေါ့နော်ဒီကျွန်တော်တို့လူတွေကျွန်တော်တို့ဟိုဖြစ်တည်မှုကိုချုပ်လိုက်မယ်ဆိုလို့ရှိရင်ပတ်စံချမ်းသာခြင်း ਨੇ အောင်မြင်ကျော်ကြားခြင်း ਨੇ ဂုဏ်သတင်းကြီးခြင်း ਨੇ အာနောက်တစ်ခုကအာစိတ်ချမ်းသာခြင်း ਨੇ စိတ်ချမ်းသာခြင်းနဲ့အတူကိုယ်လည်းကြားမှခြင်းနဲ့နောက်တစ်ခုကအသိဉာဏ်အမြင့်ဆုံးလူသားတယောက်လူတိုင်းမှာဖြစ်ချင်တယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့စကလုံးတစ်လုံးနဲ့ပေါ့နော်အဲ highlight လုပ်ရမယ်ဆိုလို့ရှိရင် the how to live ကျွန်တော်တို့ဘဝမှာ how to live ကိုနားလည်ဖို့လိုတယ်အဲ့တော့ how to live ကိုနားလည်လို့ရှိရင်ကိုယ့်ဘဝကိုအကောင်းဆုံးကိုကနေထိုင်သွားတယ်ပေါ့နော်အဲ့လိုမျိုးနေထိုင်သွားတယ်ဆိုတာကလည်းကျွန်တော်တို့ကဗုဒ္ဓအနိစ္စတကယ်ကို ို့ဘဝကိုကောင်းကောင်းနေသွားတယ်ဆိုလို့ရှိရင်ခုနကကျွန်တော်ဒုတိယတစ်ချက်ပြောတဲ့ how to die ဘဝကိုဘလို့အဆုံးတက်မလဲအဲ့တော့ကိုဘဝကိုအကောင်းဆုံးနေသွားတဲ့လူတစ်ယောက်ဒီဘဝရဲ့အဆုံးတက်မှုကလည်းအကောင်းဆုံးအဆုံးတက်မှာပဲလေဘာကြောင့်လဲဆိုတော့လူတိုင်းကဘယ်ဘာသာဝင်မဆိုဘဝရဲ့အဆုံးအတက်မှာမျောလင်းချက်တစ်ခုရှိတယ်နောက်ထပ် next ဘဝတစ်ခုမှာကျွန်တော်တို့အကောင်းဆုံးဖြစ်ချင်တယ်လေ ဘသူမှကျွန်တော်တို့ကစိတ်ပေါ်ကတခုမတော်ခြင်းဒါကကျွန်တော်တို့လူတိုင်းလူတိုင်းမှာ ရှိတဲ့ကြီးရွယ်ချက်ပဲဆရာရာအဲ့တော့ကျွန်တော်ကဗုဒ္ဓဘာသာသည်ကိုယ်ွယ်ယုံကြည်မှုတသက်မဟုတ်ပါဘူးဗုဒ္ဓဘာသာသည်ဘဝနေထိုင်မှုတခုပါလို့ကျွန်တော်ကဒါပြောတာပေါ့ဆရာရာဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာဟုတ်ကျေးဇူးများတင်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီစာအုပ်ထဲမှာဆိုရင်ကျွန်တော်စောင်းမတဲ့ဗုဒ္ဓဘာသာမှာပြောထားလဲဆိုတော့ဒီ အထက်တန်းကြတဲ့ဒီဘဝတစ်ခုရဖို့ပေါ့နော်ကျွန်တော်တို့ဒီ self determination အရေးကြီးတယ်ဆရာပြောတာကျွန်တော်တို့ဒီပါဠိလိုတော့ဒီအတ္တတမပဏိတိပေါ့နော်ဖြစ်ဖို့လိုတယ်ဆိုတော့ဒီကြောင်းနဲ့ပတ်သက်လို့လည်းဆရာနည်းနည်းဝေမျှပြီးအောင်ကျွန်တော်တို့ဒီကိုယ်ဘဝကိုဒီအထက်တန်းကြဖို့အစဉ်မြင့်ဖို့ပေါ့ဆရာဟုတ်โอเคဆရာဒီအတ္တတမပဏိတိက ကျွန်တော်တို့ဒါပါဠိစကားလုံးပေါ့နော်အတော်တော်များများကပါဠိဆိုလို့ရှိရင်ဒါကျွန်တော်တို့ ਨੇ သိပြီးတော့မဆိုင်ဘူးလို့ကျွန်တော်တို့ အဗုဒ္ဓဘာသာဝင်တွေတော်တော်များများကလည်းယူဆကြရတယ်ပေါ့နော်ပါဠိဘာသာဒီဒါရုပ်ဖတ်တရေစေရမယ်အာဘာသာတစ်ခုအဲစကလုံးနေလို့ကျွန်တော်တို့ကတော်တော်များများပေါ့နော် definition ဖွင့်ကြတာတကယ်တော့ဟုတ်ဆက်ပါဠိဘာသာဒီကိုယ်ဝယ်ယုံကြည်မှုကြောင့်ရုပ်ရုပ်ဖတ်တရေစေရမယ်အရာမဟုတ်ဘူးဆရာဒါပါဠိက language လေဒါပေမဲ့ဒီ language ကအာကျွန်တော်တို့ဖုန်းတော်ကြီးတွေပဲကျွန်တော်တို့ ဒါဗုဒ္ဓဘာသာဆိုဖုံးတော်ကြီးတွေအများစုပဲဒါနားလည်တော်တဲ့အခြေအနေတစ်ခုဖြစ်သွားတာပေါ့နော်ဒက်လမ်ကွေဖြစ်သွားတာဒါပေမဲ့ဒီစကလုံးနေသည်အဲ့ဒီခုနပြောရဲပေါ့နော်အတ္တတမပဏိတရားပါဠိစကလုံးပါဠိစကလုံးကိုကျွန်တော်မြန်မာလိုအတိပယ်ဖွင့်ရမယ်ဆိုလို့ရှိရင်တော့ဒါမိမိကိုယ်ကိုကောင်းကောင်းတိဆောက်တာပေါ့ဆရာရာအတ္တဆိုတာကဒါမိမိကိုယ်ကို self ပေါ့နော်ဟုတ်ကဲ့တမက right မှန်ကန်တာပေါ့ဆရာရာအဲ့တော့ ပဏိတီကတိဆောက်ခြင်းတိဆောက်ခြင်းကိုကျွန်တော်တို့က building လို့ပဲသုံးမလားဒါမှမဟုတ် controlling ပဲပြောမလားပေါ့နော်အဲ့တော့ discipline ကိုချုပ်မယ်ဆိုလို့ရှိရင်အတ္တဓမ္မပဏိတီဒီအဲ့တော့ right self controlling တော့မဟုတ် right self ဟောပေါ့နော် building ကိုဆရာရတဲ့လားမိမိကိုယ်ကိုအကောင်းဆုံးတိဆောက်တာအဲ့တော့မိမိကိုယ်ကိုအကောင်းဆုံးတိဆောက်တယ်ဆိုတာပေါ့နော်ကျွန်တော်အဲ့ဒါကို ဟိုဒီကောင်းစင်လေးကဒါဒီမင်္ဂလာတုတ်ထဲကနေကျွန်တော်ယူလိုက်တာပေါ့နော်ဒါဗုဒ္ဓဘာသာအဲမင်္ဂလာတုတ်မင်္ဂလာတုတ်ကတော့ဒါတော်တော်များများသိပါတယ်ဗုဒ္ဓဘာသာဝင်တိုင်းပေါ့နော်အဲ့ဒီမှာကျွန်တော်နေထိုင်ကျွန်တော်ဒါကြည်ပင်းလာတဲ့ပဝန်းကျင်ကျွန်တော်နဲ့ထိတွေ့ခဲ့ရတဲ့လူတွေအကြောင်းပေါ့နော်ကျွန်တော်ဟိုခေါင်းထဲရောက်လာတဲ့အချိန်မှာအဲ့တော့တချို့ကအောင်မြင်ကြီးပွားသွားတယ်တချို့ကဘာမှလည်းဖြစ်မလာဘူး နောက်တချို့ကကြတော့အောက်ကျနောက်ကျဖြစ်သွားတယ်ပေါ့နော်အဲ့ဒါတွေအားလုံးဘာကြောင့်ဖြစ်သွားတာလဲဒီလူ၃ယောက်ကိုဟိုပေါ့နော်ကျွန်တော် analyze လုပ်လိုက်တဲ့အချိန်မှာဘာကြောင့်လူလူတွေအထက်တန်းကျသွားတာလဲဆိုတာကြတော့အဲ့ဒီမှာကျွန်တော်ဘာသွားတွေ့လဲဆိုတော့အော်အတ္တတမပဏိတိဟာသူ့ကိုယ်သူအကောင်းဆုံးဒါတိဆောက်လို့မှုလို့သူအထက်တန်းကျသွားတာပေါ့နော်တချို့ကကိုကိုကိုအရန်ကောင်းခြင်းနဲ့ဆန္ဒရှိကြတယ်တော်တော်များများတွေ့ဘူးတယ်အရန်ပေါ့နော်ကိုကိုကိုတိုးတက်ခြင်းနဲ့ အာပြီးတော့ကြတော့အာပြီးတော့ကိုကိုကိုပေါ့နော်အောင်မြင်ကြီးွားခြင်းနဲ့ဒါပေမဲ့သူတို့ကဘယ်လိုပြောမလဲဒီအတ္တတမပဏိတိချိုးတဲ့သွားတယ်ဆိုတော့လေအာဘယံပရာအပေါင်းတင်းနေနဲ့ပေါင်းလိုက်တယ်အပြီးတော့ကိုကိုကိုကောင်းခြင်းနဲ့စိတ်ကပျောက်သွားတယ်ပြီးတော့ကြတော့ဒီပေါ့နော်အဲလက်ရှိဖြစ်လက်ရှိအရာလေးတခုကိုပဲသူတို့ကဖတ်ဆုပ်ထားတယ်ဆိုတော့ comfort zone ပေါ်ဆရာရခစ်စလုံးနဲ့ကျွန်တော်တို့ပြောရမယ်ဆိုတော့ဒီ comfort zone ထဲကနေသူတို့ကရုံမထွက်ချင်ဘူးအလက်ရှိပဝန်းကျင်လေးမှာပဲသူတို့ခင်တွေ့တယ်လက်ရှိပေါင်းနေတဲ့လူကိုပေါင်းနေတဲ့အပေါင်းသင်ကိုပေါင်းကိုနေတဲ့အသင်းအဖွဲ့လေးတွေမှာပဲသူတို့ကဒါပေါ့နော်ပျော်မှုနေတာလေပိုကိုကိုကိုပိုကောင်းဖို့ရာအတွက်ကိုကိုကိုပေါ့နော်ဒီပိုအထက်တန်းကျဖို့ရာအတွက်သူတို့ကဘယ်လိုပြောမလဲရုံမထွက်နိုင် ဆိုတော့အတ္တတမပဏိတိပေါ့နော်အဲ့တော့အတ္တတမပဏိတိချိုးတဲ့သွားတဲ့အတွက်အဲ့တော့ဘာဖြစ်လဲဆိုတော့ဘာမှဖြစ်မလာဘူးလေအတ္တတမပဏိတိဆိုတာကဟိုစကလုံးကိုပေါ့နော်တကယ်ချက်လိုက်မယ်ဆိုရင် ချက်နိုင်တော့တိတ်ကြည့်တယ်ပေါ့နော်ဆိုတော့ဟုတ်ကဲ့ဆက်ဒီကျမကြီးတော်ပဲဖြစ်ဖြစ်ကျွန်တော်တို့ relationship အတွက်ပဲဖြစ်ဖြစ်သူမဟုတ်ကျွန်တော်တို့ပေါ့နော်ဒီ business အတွက်ပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်ကျွန်တော်တို့ဒါနိုင်ငံရေးဆိုလေနိုင်ငံရေးပေါ့နော် politics ပဲဖြစ်ဖြစ်အဲ့ဒီအရာတွေအားလုံးဒီ အတ္တတမပဏိတိကောင်းကောင်းတိဆောက်ခဲ့တဲ့သူတွေဒါလဲထက်တန်ရောက်တာဆရာအဲ့ဒီဟုတ်ကဲ့ပါဆရာဆိုတော့လေတချို့ကဘယ်လိုပြောရမလဲခဏတစ်ဖြုတ်ပေါ့နော်ပေါ်ပင်တော့ဖြစ်လာတယ်ပေါ်ပင်တော့ဆရာပေါ်ပင်ဆိုတာကအဲတကယ် real success မဟုတ်ဘူးနော်ပေါ်ပင်ဆိုတာခဏလေးပဲပြင်ပြောက်သွားတာအဲ့တော့ခဏတစ်ဖြုတ်ပဲဟုတ်ဆရာပေါ်ပင်နေရယ်ပေါ်ပင်တော့ဖြစ်လာတယ်ဆရာဒါပေမဲ့သူတို့ကကိုကိုကိုတတိချာချာအတ္တတမပဏိတိပေါ့နော် အာဒီ sub controlling right sub controlling လောက်ထားတာမဟုတ်တဲ့အတွက်သိမကြခင်မယ်။ဘာဖြစ်သွားလဲ။ကြောက်သွားတာပဲဆရာ။ဘာကြောင့်လဲဆိုတော့ဟုတ်ကဲ့ဟုတ်ကဲ့။ကိုကူကိုထိန်းချုပ်ထားတဲ့အရာကိုကူကိုပို့ပေါ့နော်ဟိုတိုးတက်အောင်ပို့ပြီးတော့ရေရှည်ပလန်မရှိပေါ့ဆရာ။အဲ့တော့ဘာဖြစ်လဲဆိုတော့ခဏလေးနဲ့ပြင်ပြောက်သွားတယ်။ဒါပေမဲ့ကျွန်တော်ပြောရရင်အတ္တဓမ္မပဏိတိတိတ်ရေးကြည့်တယ်။ဆိုတော့လေ လူတွေကကျွန်တော်တို့ပြောတယ်ဟုတ်တယ်ကျွန်တော်တို့အာလူမိုက်နဲ့မပေါင်းရတယ်မပေါင်းနဲ့ဟုတ်ကေအဲ့တော့သူတော်ကောင်းနဲ့ပေါင်းတယ်အာသူတော်ကောင်းနဲ့ပေါင်းတဲ့အတွက်ပေါ့နော်အဲပြီးတော့ဘသူကတော့ကိုကိုွယ်ထိုက်တယ်ဘသူကတော့ဟိုစိတ်ကဲတင့်တယ်ဆိုတာကိုကျွန်တော်တို့သိလာတယ်အဲနောက်တစ်ခုကျွန်တော်တို့ဒီအချက်၃ချက်လေးထပ်ပြည့်စုံနေပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဒီကိုတင့်တဲ့လျောက်ပိုက်ဒီအရမှလည်းနေတယ်ဟုတ်ပြီနော်ကို့မှာတကယ် potential တွေ ကိုကိုကိုပေါ့နော်တကယ်ဖွံ့ဖြိုးတိုးတက်အောင်လုံးမလို့ရတဲ့ potential ပေါ့နော်အလားအလာတွေအများကြီးရှိတယ်အဲ့လိုအလားအလာတွေရှိပေမဲ့လည်းခုနပြောတဲ့ကိုကိုကိုကောင်းကောင်းမတိဆောက်ထားဘူးဆိုလို့ရှင်ဆရာဘရောမမအောင်မြင်ဘယ်တော့မှတက်မရဘူးဒါကြောင့်မို့လို့ကျွန်တော်ကဒီနေရာလေးကိုတော့အတ္တတာမှာပဏိတိကိုကိုကိုထင်းထင်းဆောက်ရှောက်တက်တဲ့ပညာသည်ဘဝတစ်ခုအထက်တန်းကျဖို့ရာအတွက်ဖြစ်တယ်ဆိုတာကိုကျွန်တော်ကစောက်ထဲမှာပေါ့နော်တကယ် highlight နေနဲ့ကျွန်တော်ရေးခဲ့တာပါဆရာဟုတ်ကဲ့ ဟုတ်ကဲ့ဆရာဟောဆရာပြောတာလေးကျွန်တော်ဖြည့်ဆွတ်ပြီးတော့ဆက်ဆွေးနေချင်တာလေးပေါ့နော်အဲကျွန်တော်တို့ကခုနကဒီဆရာခုနနောက်ဆုံးပြောသွားတဲ့အထက်မှာဆိုလို့ရှိရင်ကိုကိုကိုတီဆောင်မှုမလုပ်ထားအောင်ဆိုလို့ရှိရင်ကျွန်တော်တို့ကအခွင့်အလမ်းတွေဘလောက်လာလာပေါ့ကျွန်တော်တို့အခွင့်အလမ်းတွေကလက်လွတ်နေပါပဲဒီကနံပါတ်1ကိုကိုဒီအစင်းနဲ့ဖြစ်အောင်တီဆောက်ထားအခွင့်အလမ်းလာပြီဆိုလို့ရှိရင်ဒါကျွန်တော်တို့ဒီအခွင့်အလမ်းကိုမေးရဆောက်ကင်ပြီးတော့ဒါကျွန်တော်တို့ဒီကိုကို develop ဖြစ်တော့အောင်လုပ်လို့ရတော့ရှေ့မှာဆရာပြောတဲ့တခုဆိုလို့ရှိရင်ကျွန်တော်ဒီ social media ခက်နေဆိုပို့ပြီးတတိထားဆရာကောင်းပါလေ ျွန်တော်တို့ကဒီတချို့ဆိုရင်ရှိတယ်ခဏလေးပဲခဏပဲခံလိုက်တယ်ပေါ့နော်တို့ရဲ့ဒီ popular popularity ပဲပြောအောင်မလားတို့ popular ဖြစ်လိုက်တယ်ဒါတချို့လဲအောင်မြင်တယ်လို့ဒါသတ်မှတ်ကြတာရှိရင်ဒါမှမဟုတ်ကျွန်တော်ရေရှင်းမခံအောင်တကယ်တိဆောက်ထားတာမဟုတ်တဲ့အတွက်ကျွန်တော်ရေရှင်းမခံမဲနဲ့ခဏလေးနဲ့ပြန်ပြောက်သွားတာပေါ့ဆိုတော့ဒါလည်းကျွန်တော်တို့ကတော်တော်လေးလက်သင်ခန်းစာရရကောင်းပါလေအဲ့တော့ကျွန်တော်တို့အသေးစိတ်ကတော့ဆောက်ထားမှစပြီးတော့ဖတ်မှာပေါ့လေကျွန်တော်ဒီ social media ဆိုလို့ကျွန်တော်ဒီဆက်ပြီးတော့မေးချင်တဲ့ဟာလေးတစ်ခုပေါ့ဆရာဗုဒ္ဓနေကြဘဝပြဿနာ ကင်တွေနီးပေါ့နော်ဒီဆောင်းမမဆိုရင်ဒီကျွန်တော်မှတ်သားမိတာလေးနှစ်ခုပေါ့ဒီ react လောက်တာနဲ့ကျွန်တော်တို့ response လောက်တာမတူဘူးပေါ့နော်ဆိုတော့ကျွန်တော်ဒီ social media ခက်မှာဒါပို့ပြီးတော့သတိထားစရာကောင်းတယ်ပေါ့ဒီနှစ်ခုကဘယ်လိုမျိုးကျွန်တော်တို့အထိပ္ပယ်တွေကွာခြားလဲအဲတက်ရောက်မှုတွေဘယ်လိုရှိလဲဆက်ပြီးတော့ဆွေးနွေးပြပေါ့ဆရာဟုတ်ကဲ့ဆရာအခုကျွန်တော်တို့အာဒီစကလုံးကပေါ့နော် reaction နဲ့ဒီ response ဆိုတာကတော့အာဒါ psychology စကလုံးပေါ့ဆရာရာ အခုကျွန်တော်တို့ဒါလက်ရှိ social ခင်မှာဆိုရင်ဒီဒီစကလုံးနှလုံးဒီကျွန်တော်တို့မပါမဖြစ်ပဲဆိုတော့ okay ဆရာဟော reaction ဒီကျွန်တော်တို့ကတင်းနစ်ဘောလုံးနဲ့နယံကိုပြစ်လိုက်လို့ရှိရင်အဲ့ဒီတင်းနစ်ဘောလုံးကချက်ချင်းပေါ်တော့ကျွန်တော်တို့တံပြန်လာတော့ကိုကျွန်တော်တို့က reaction ခေါ်တာပေါ့ဆရာညာဆိုတော့လူတယောက်ကကိုကိုပေါ်တော့ဝင်ဆဲသွားတယ်ကွန်မန်းလေးတစ်ချောင်းနှစ်ချောင်းလောက်နဲ့ဝင်ဆဲသွားတယ်အဲ့ဒါကြီးကိုကျွန်တော်တို့က အာဘောနော်လိုက်ခံစားပြီးတော့အဲ့ဒီကိုမအောင်ပါပဲကိုကသူ့ကိုပြန်သွားဆဲတာဆဲခြင်းမျိုးဒီတုံ့ပြန်ခြင်းမျိုးဒီအဲ့ဒါက reaction ဒီလိုမျိုး reaction ဒီလူတိုင်းလုပ်တတ်တယ်ဆိုတော့ဟုတ်ကဲ့ဆရာသူတခွန်းဆဲလို့ရှိရင်ကျွန်တော်ကိုကနှစ်ခွန်းဆဲမယ်ပေါ့နော်အဲ့လိုမျိုး reaction ကဒါလူတိုင်းလုပ်တတ်တယ်ဆိုတော့လေအဲ့တော့အဲ့လိုမျိုး reaction လုပ်နေမယ်ဆိုရင်ကျွန်တော်တို့ပြဿနာကိုတကယ် ဗုဒ္ဓအနိစ္စကိုင်းတွေ့တာလည်းမဟုတ်ဘူးအာပြီးတော့ပြဿနာအမှန်ကိုကိုင်းတွေ့ရလည်းမဟုတ်ဒီလိုကဘာကြောင့်ဆဲတာလဲအာသူသူ့စိတ်ထဲမှာဒီ insecure feeling ပေါ့နော်မလွန်ကြုံတဲ့စိတ်ခံစားမှုတွေဘောင်မင်ခတ်နေလို့လားရောက်ရက်ခတ်နေလို့လားအဲ့တော့တလောကလုံးနဲ့ရံဖြစ်ပြီးတော့ရံဖြစ်ချင်းနေတာလားအဲ့လိုလူမျိုးကိုကျွန်တော်တို့ကတော့တုံ့ပြန်လို့မရဘူးလေ တုံ့ပြန်နေမယ်ဆိုလို့ရှိရင်ဘယ်တော့မှကျွန်တော်တို့ပြီးမှမဟုတ်ဘူးပေါ့နော်ကျွန်တော်ကဒီတန်နေရာတွေမှာပဲကျွန်တော်တို့တဝဲလေးလေးဖြစ်နေမှာပဲအဲ့တော့ response ကြတော့ကျွန်တော်တို့ကတုံ့ပြန်တင်သလားမတုံ့ပြန်တင်သလားကိုကျွန်တော်တို့ကကြောင်းကျိုးကြကြစဉ်းစားတတ်တယ်ပေါ့နော်ကျွန်တော်တို့ကအသိဉာဏ်ပါတယ်သူ့မှာအသိဉာဏ်ပါတယ်သူ့မှာ wisdom ဖြစ်တယ်ပေါ့ဆရာရဆိုတော့အဲ့ဒီမျိုး response ဖြစ်ဖို့ရအတွက်ကြတော့ကိုကိုရန်ရဲ့စိတ်ကလည်း ဒီ stability ဖြစ်နေမှာငြိမ်းချမ်းနေမှာပေါ့နော်ကိုယ့်ရဲ့ emotion ကိုလည်းကိုယ့်ရဲ့စိတ်ခံစားချက်ကိုလည်းကိုကအာကင်တွေးနိုင်မှာဟောကြည့်ပါဦးသူပေါ့နော်အဲ့လိုမျိုးစိတ်အခြေအနေတင်ကျိန်နေသူဟောပေါ့နော်ဖြစ်တည်လာတဲ့ပြဿနာကိုအေးအေးဆေးဆေးပေါ့နော်စဉ်းစားသုံးတက်ပြီးမှာအတုံးပြန်တဲ့နဲ့မတုံးပြန်တဲ့မူဆိုတဲ့ response လုပ်တဲ့သူမျိုးကြတော့အကယ်၍ခုနကပေါ့နော်အဲ့ဒီလူတယောက်ကအကိုမကျင်နှက်ဖဲနဲ့ ်ကိုမကျင်းတတ်လို့ပေါ့နော်အာဝင်ဆဲသွားတယ်ကွန်မန့်ကြီးသွားတယ်ပေါ့နော်ဒါပေမဲ့သူ့ရဲ့အခြေအနေကိုကြည့်လိုက်တယ်ဟောသူအာစိတ်အခြေအနေမကောင်းဘူးတက်လားအဲသူမိသားစုနဲ့အဆင်မပြေလို့လားသို့မဟုတ်တငယ်ချင်းတွေနဲ့အဆင်မပြေလို့လားဒါမှမဟုတ်သူတယောက်တည်းအထီးကျန်နေလို့လားအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးတိတိကျကျတွေးပြီးကမှသူ့ရဲ့အခြေအနေကိုပေါ့နော်ကြည့်လိုက်တယ်အာ तू ကငါတုံ့ပြန်နေတဲ့အထက်မှာမပါဘူးကိုကသူ့ကိုငါဟစ်လျူရှုလိုက်မယ် တက္ကနာနေသွားတာပေါ့ဆရာယာဟုတ်ကဲ့အဲ့ဒါက response ပေါ့နော်နောက်တစ်ခုကကြတော့ဥမာကိုယ့်ရဲ့ဒီမဟုတ်တန်ရပေါ့နော်ကိုယ်မကောင်းချောင်းပေါ့နော်အဲ့ဒါတွေမဟုတ်ဖက်နဲ့ရှောက်ပြီးတော့ရေးတဲ့အခါမျိုးရေးတဲ့အခါမျိုးကြတော့ကိုက response လုပ်ရမယ် response ဆိုတာကကိုမဟုတ်တဲ့အရာကြီးတစ်ခုကိုဒီလိုဟာပေါ့နော်ကိုကိုသဘုတ်လီလုံးပြောတဲ့အခါမျိုးဆိုရင် response ကြတော့ကိုမဟုတ်ပါဘူးဆိုတဲ့အကြောင်းအရာကိုကိုကတတိယရှင်းကိုရှင်းရတယ် အကယ်၍ကိုကမရှင်းမဲနဲ့ response မလုပ်ဘူးဆိုလို့ရှိရင်အဲ့ဒီပုံတော့ဒီ fake news တွေဒီအမှန်ဖြစ်သွားတတ်တယ်အမှန်ဖြစ်သွားလို့ရှိရင်ဘာဖြစ်သွားလဲဆိုတော့လူတွေအများအမြင်မှာဟာ तू ကမကောင်းတာတွေလုပ်နေတဲ့သူဆိုပြီးမြင်သွားနိုင်တယ်လေမြင်သွားလို့ရှိရင်ကိုတိဆောက်ထားတဲ့အရာကိုတိဆောက်ခဲ့တဲ့ပုံတော့ဘဝင်းကျင်ကိုတိဆောက်ခဲ့တဲ့မိသားစုအားလုံးကပြိုလဲသွားနိုင်တယ်ကိုရဲ့ version ကမြောင်းနေရောက်သွားနိုင်တယ်လေ ဆိုတော့ဟုတ်ကဲ့ဟုတ်ကဲ့ခုနပြောရဲပေါ့နော်ဒီ reaction နဲ့ response ဒီကိုကတုံ့ပြန်တင်လားမတုံ့ပြန်တင်ဘူးလားဆိုတာကိုကျွန်တော်တို့ကဒီပေါ့နော်ကို emotion ကိုကောင်းကောင်းကင်တွေပြီးတော့ကိုရဲ့အသိဉာဏ်နဲ့တိတိချာချာစစ်စစ်သုံးသပ်ပြီးမှခုနတုံ့ပြန်တင်တဲ့အခါမျိုးဆိုရင်ကျွန်တော်တို့က response လုပ်မယ်မတုံ့ပြန်တင်တဲ့အခါမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ ignore လုပ်လိုက်တယ်ပတ်သွားလိုက်တယ်လေဟုတ်ကဲ့ဟုတ်တော့မဟုတ်ဘူးအဲ့ဆိုရင်ကျွန်တော်တို့ကပြဿနာနေသွားတယ် ပြီးတော့ကြတော့ပြဿနာနည်းသွားလို့ရှိရင်ဘာဖြစ်သွားလဲဆိုတော့စိတ်ငြင်းချမ်းလာမယ်အေးချမ်းလာမယ်အေးချမ်းလာလို့ရှိရင်ကိုလူတွေကိုကူညီမယ်ဆိုလို့ရှိရင်တော့မကိုအကောင်းဆုံးစိတ်ထားမှန်မှန်နဲ့ကူညီနိုင်တယ်အဲ့ဒါကြောင့်ကျွန်တော်ကဒီကောင်းစင်းလေးကိုကခုနပြောနေဗုဒ္ဓနေကြပေါ့နော်အာပြဿနာကိုဆက်ပြီးပြောဟုတ်ကဲ့ဆရာဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာဟုတ်အဲ့တော့ဆရာဟိုအချိန်လေးတည်းနဲ့ရလာပြီဆိုတော့ကျွန်တော်တို့ဒီနောက်ဆုံးမိကုံလေးတစ်ခုပေါ့နော်အာလက်ရှိဆရာတည်တဲ့အချိန်ပဲ ဒီအခက်ခဲတွေကြက်အကြက်တဲတွေစိတ်ခေါ်မှုတွေတစ်ကမ္ဘာလုံးမှာလည်းဖြစ်နေကျွန်တော်မြန်မာပြည်ကတော့အဆိုးဆုံးပေါ့နော်အဲကျွန်တော်ထိခိုက်မှုတွေအကြက်တဲတွေအများကြီးဖြစ်နေတယ်ဆိုတော့ဆက်တီဆောက်အထက်မှာလည်းကျွန်တော်တို့ဒီ mindfulness အကြောင်းပြောတာဒါအရင်စာအုပ်မှာလည်းပါသေးတယ်ဒါပေမဲ့တကယ်တကယ်လည်းကျွန်တော်တို့ဒီဘဝနေနည်းမှာအဓိကတော့ဒီအခက်ခဲတွေကင်တွေ Brazilian ရှိဖို့ဆိုရင်ကျွန်တော်တို့ mindfulness ကတော်တော်လေးအရေးပါတယ်ဆိုဆက်တီအကြောင်းကိုလည်းနည်းနည်းလေးကျွန်တော်တို့ဒီလက်ဆောင်စကားလေးပေါ့နော် mindfulness ကိုကျွန်တော်တို့အဲနေ့စဉ်ဘဝမှာကျွန်တော်တို့ဘယ်လိုမျိုးအသုံးချအောင်အဲ့ဒါလေး ဝင်ပြပေးပါဆရာဟုတ်ကဲ့ဆရာအာဆရာပြောတဲ့ mindfulness ပြောလိုက်တော့ဗောနော်ဒီ mindfulness ဒီဒါကျွန်တော်ဘဝရဲ့ daily life ရဲ့ဗောနော်မရှိမဖြစ်ဒါ subject တစ်ခုအနေနဲ့ဒါပြောရမှာပဲဆိုတော့ဟုတ်ကဲ့ဆရာဟုတ်အာကျွန်တော်ကိုယ်တိုင်လည်းအာဘဝကိုဗောနော်အဲဒီ mindfulness ကျွန်တော်ဘဝတွေကိုမရောက်လာခင်ပေါ့နော်ဒီသတိပဋ္ဌာန်တရားတွေကျွန်တော်ဘဝတွေကိုကျွန်တော် apply မလုပ်ခဲ့ရင်တော့ဒါဗယံပရာပဲ ဗယံပရာပဲနေခဲ့ဘူးတယ်ပေါ့နော်ပြီးတော့ဘဝရဲ့အတိတ်ပဲဆိုတာလဲဘာမှသိပြီးတော့တကယ်ကိုယ်ကိုသိခဲ့တာမဟုတ်ဘူးအဲ့လိုကလေးဟိုလင်းနေခဲ့တာမဟုတ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီဘယ်လိုပြောမလဲအချိန်အတိုင်းတာတစ်ခုတည်းပဲပေါ့နော်ဒါဒီလိုမျိုးဖြစ်ခဲ့တယ်ဒါပေမဲ့ကျွန်တော်ဒီတက်20ခွန်လောက်လေးဖြစ်သွားတဲ့အချိန်မှာကျွန်တော်ဘဝကိုဒီ mindfulness နဲ့ပေါ့နော်ကျွန်တော်ဘဝကိုစတင်လာခဲ့တယ်ဒီသတိပဋ္ဌာန်တရားနဲ့ကျွန်တော်ကိုကိုကိုပေါ့နော် အာအစိုးရတွေကနေဒီယုံထွက်ဖို့ရာအတွက်ကျွန်တော်ဘောဒါ apply လုပ်ရင်းနဲ့အာ mindfulness ဒီဘဝအတွက်တကယ်မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုဆိုတာဟုတ်လားနားလည်သွားတယ်ကျွန်တော်တို့အာလူတွေမှာဒီအသက်ရှင်တန်ရေးအတွက်အာကျွန်တော်လေးရှူတယ်ကျွန်တော်တို့ရေးတောက်တယ်ပေါ့နော်အဲ့ဒီလိုပဲကျွန်တော်တို့စိတ်ရဲ့စိတ်မှာဖြစ်နေတယ်ပေါ့နော်ကျွန်တော်တို့အညစ်အကြေးတွေ မကျင်တဲ့ချက်တွေရန်လိုမုံတီးမှုတွေမနာလိုစိတ်တွေအငုံစိတ်တွေပေါ်ဆရာရဒီ negative emotion တွေကိုကျွန်တော်တို့ကဟို short ဖို့ဖို့ရအတွက်ဆိုလို့ရှိရင် mindfulness ပဲရှိတယ်ဘယ်အရာမှမရှိဘူးဟုတ်ကဲ့ကျွန်တော်ဘောမှာပေါ့နော်အခုဆိုရင်ဒါကျွန်တော်တို့အာဒီကဘာကြီးကတော်တော်ပေါ့နော်ဒီမထင်မှတ်ထားတဲ့ဒီ issue တွေဒီ situation တွေကကျွန်တော်တို့ကင်တွေ့လို့မရဘူးလေကျွန်တော်တို့တယောက်ထင်းနဲ့ဘယ်လိုမှလုပ်လို့မရဘူး ဆိုတော့အဲ့ဒီအဝင်ဝိုင်းကြီးထဲမှာကိုကအာဘောနော်လိုက်ပြီးခန်းစားနေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ခန်းစားမှုဒီ20တနေ့ကို24နိုင်ပဲရှိတယ်။အဲ့ဒီ24နိုင်မှာကျွန်တော်တို့ခန်းစားမှုဘလို့မှလုံလောက်တော့မဟုတ်ဘူးလေ။ဆိုတော့ကျွန်တော်တို့အဝင်ဝိုင်းကနေဖတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဖြစ်နေတဲ့အရာကြီးတစ်ခုကိုကျွန်တော်တက်တက်ကြည့်တတ်ဖို့ပဲလို့။အဲ့တော့ဟုတ်ကဲ့ဟုတ်ကဲ့ဆရာ။ဒီအရာဒီ mindfulness လို့ခေါ်တဲ့သတိပဋ္ဌာန်လေးအဲ့ဒီသတိပဋ္ဌာန်ကကျွန်တော်တို့ဟိုကမ္ဘာလောကကြီးကို သွားပြီးကြည့်စရာမလိုဘူးပြီးတော့စကြဝဠာကြီးလစီလည်းသွားဖို့မလိုဘူးဆိုတော့လေအာဂျိုရုကြီးလည်းမလိုဘူးဒုံးမြတ်နေလည်းမလိုဘူးရေမုန်သင်းမိုးကြီးလည်းမလိုဘူးလိုတဲ့အရာတစ်ခုပဲရှိတယ်ဒီ mindfulness ကိုကြည့်ဖို့ဒီ mindfulness ပေါ်ဖြစ်ဖို့အရာဒီကိုယ်စိတ်ကိုကိုကြည့်ဖို့ပဲကိုယ်စိတ်ကိုကိုကြည့်တဲ့အရာဒီတော်တော်များများပါဘောနော်ကျွန်တော်တို့လူတွေကပြမအရာကိုပဲကျွန်တော်စိတ်ဝင်စားတာလေပြမအကြောင်းအရာကိုပဲဟာတစ်ခုခု ဖြစ်သွားပြီဆိုလို့ရှိရင်အိုးအုံတင်းဖြစ်တာပြမအကြောင်းအရာပဲလေဒါပေမဲ့အများစုဒီ ကိုကိုကို ပြန်ကြည့်ဖို့ရာကြတော့ကျွန်တော်တို့အားနေချင်တယ်လေအဲ့တော့တကယ်အရှိတရားသည်ကျွန်တော်တို့ကိုကိုကိုပြန်ကြည့်မှပဲအဲ့ဒီအရှိတရားအဖြစ်တရားကတွေ့မှာဆရာအဲ့ဒါကြောင့်ဘဝမှာကြုံတွေ့နေရတဲ့အဆိုးအကောင်းလောကတန်အားလုံးကိုဟိုမှန်ကန်တဲ့အမြင်နဲ့ရှုမြင်ဖို့ဆိုလို့ရှိရင်သတိပဋ္ဌာန်လွယ်ဘာမှမရှိဘူးဆရာအဲ့တော့ဟုတ်ကဲ့ဆရာဘောနော်ဒီလက်ရှိကျွန်တော်တို့ကဘာကြီးမှာဖြစ်နေတဲ့အရာတွေကိုမှဖြစ်နေတဲ့ program တွေကို ကောင်းကောင်းပေါ်တော့ကင်တွယ်ခြင်းနဲ့ဆိုလို့ရှိရင်တော့ဗုဒ္ဓနိကြသတိပဋ္ဌာန်ဤသည်အကောင်းဆုံးပဲအဲ့ဒီသတိပဋ္ဌာန်ဤနဲ့ပဲဘဝရဲ့ငြိမ်းချမ်းမှုကိုရှာတွေ့နိုင်မယ်ဆရာဒါအသေးချတယ်ဒါကြောင့်မို့လို့ကျွန်တော်ရဲ့ဒီစာအုပ်တိုင်းမှာပေါ့နော်အခုကျွန်တော်တို့ကဘာကြီးမှာဖြစ်နေတဲ့အရာတွေကျွန်တော်တို့နိုင်ငံမှာကြုံတွေ့နေရတဲ့အရာတွေအားလုံးကိုစိတ်ထားမှန်မှန်သဘောထားမှန်မှန်နဲ့ respond လုပ်ဖို့ဆိုလို့ရှိရင် respond လုပ်ချင်တယ်ဆိုလို့ရှိရင်တော့ mindfulness ကိုကျွန်တော်တို့နေ့စဉ်ပေါ်ရတဲ့ daily life ထဲကိုမပါလို့မဖြစ်ဘူးဒီ daily life ထဲကိုကျွန်တော်တို့ခေါ်သွားမှပဲအရာအလုံးကိုဟိုသဘောထားမှန်မှန်နဲ့ဖြစ်ရှင်းကင်တွင်နိုင်လိမ့်မယ်ဆရာပျော်ရွှင်တဲ့ဘဝဖြစ်လာလိမ့်မယ်အကျဉ်းတည်ငြိမ်တဲ့ဘဝဖြစ်လာလိမ့်မယ်အရှုပ်ထဲကနေနောက်ဆုံးတော့ရှင်းအောင်နေတတ်သွားလိမ့်မယ်ဆရာရဟုတ်ကဲ့ဆရာဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာဟုတ်ဆရာလက်ရှိကျွန်တော်ဒီ interview မှာ ဒီကိုမျှတာနဲ့လေပေါ့နော်ကျွန်တော်တို့ကကိုယ့်ရဲ့နေစဉ်ဘဝမှာဒီဗုဒ္ဓရဲ့အဆုံးအမတွေကိုကျွန်တော်တို့ကအဲယူပြီးတော့မှအဲကိုယ့်ရဲ့လက်တွေ့ဘဝမှာပေါ့နော်ကျွန်တော်တို့အကောင်းအောင်အသုံးချသွားနိုင်တယ်လို့အဲပြောလို့ရပါတယ်ဆရာအိုက်တော့လဲဆရာကျေးဇူးများတင်ပါတယ်ဆရာဟုတ်ကဲ့အားလုံးကျေးဇူးများတင်ပါတယ်ဆရာကိုလည်းကျေးဇူးတင်ပါတယ်